မင်္ဂလာပါကျွန်တော်လောက်ပါခင်ဗျာကျွန်တော်ဒီနေ့ကတော့အမေးဖြေဗီဒီယိုလေးတွေကိုထပ်လုပ်ပေးထားပါတယ်အမေးဖြေနံပါတ်1ကတော့မီးသက်ကားတစ်စီးရရေကာလန်ဘလောက်ပါလဲ ਨੇ အဲ့ဒီမီးသက်ကအချိန်ဘလောက်လောက်ဒီမီးလောင်မီထဲမှာငြိမ့်သက်လို့ရလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြထားပါတယ်နောက်ထပ်အမေးဖြေနံပါတ်2ကတော့နိုင်ငံခြားရောက်နေတဲ့မီးသက်သမားတွေရဲ့ခံစားမှုဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုလည်းကျွန်တော်ဒီမှာရှင်းပြထားပါတယ်နံပါတ်3မီးဖြေကတော့တန်ဒီအစိုးရဝန်ထမ်းမီးသက်တွေအတွက်ကျွန်တော် အားပြီးစကားလေးပြောထားပါတယ်ခင်ဗျာနံပါတ်၄ဗီဒီယိုကတော့ကျွန်တော်မီးလောင်မြင်သွားလို့ရှိရင်ဝစ်တဲ့ကျွန်တော်ရဲ့မီးကယူနီဖောင်းအကြောင်းကိုမီးထားတဲ့ညီလေးရှိလို့ကျွန်တော်ပြန်ပြီးတော့ဖြေကြားပေးထားပါတယ်ခင်ဗျာအားလုံးပဲစိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုထပ်ပြီးတော့ကြည့်လို့ရပါတယ်ကိုရေးရမသိလို့တခုလောက်မေးလို့ရမှာခင်ဗျာမိသက်ကားတစီရဲ့ရေတဲနိုင်တဲ့ဂါလန်နဲ့ပြီးတော့လောင်မြန်မာနှိမ့်သက်တော့ဘလောက်ကြကြနှိမ့်သက်နိုင်မလဲ ရေကိုတွန်းနဲ့ပန့်ဒါဟိုအကျန်းပြရပါတော့ကျွန်တော်နားတဲ့လူပြောရမယ်ဆိုရင်အဲသူကဒီမီးလောင်မီရောက်ရင်ပေါ့ဒီမီးတက်ကားတွေကဘလောက်ကြာကြာနှိမ့်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့သူမေးတာပေါ့ဆိုတော့အဲ့ဒီနေရာမှာဆိုကျွန်တော်တို့ရှိမှရှိရတာပဲဗျပြောမယ်ပေါ့နော်သူ unit စကန်အကြီးတဲ့ဟာမပြောဘူးကျွန်တော်တို့ကကျွန်တော်တို့ရှိမှရှိတဲ့မီးတက်ကားနဲ့ပဲနှိမ့်ရှင်ပြတယ်ကျွန်တော်တို့မှာအဲမင်းကြီးတက်ရေးဖိုက်တာတစ်စီးရှိတယ်ပြီးမီးတက်ရေးတဲ့ဘောက်တာတစ်စီးရှိတယ်မီးတက်ရေးတဲ့ရင်ကဂါလန်3000လားမသိစမ်းနဲ့ ီမင်းငိမ့်တဲ့ fighter က350ဂါလန်ပါတယ်ဆိုတော့ဒါအကြမ်းမြင့်ပေါ့နော်350ဂါလန်ပါတယ်ဒီမင်းငိမ့်တဲ့အဲ fighter ကနေပြီးတော့10မိနစ်ကိုမစီထုတ်မယ်ဆိုရင်အေး pressure အပြင်းဆုံးထုတ်မယ်ဆိုရင်10မိနစ်ကိုဂါလန်250ထွက်တယ်10မိနစ်ကိုနော်ဆိုတော့အဲ2မိနစ်ခွဲပေါ့ဗျာကျွန်တော်တို့အများဆုံးပတ်မယ်ဆို2မိနစ်ခွဲနဲ့3မိနစ်ကြာထန်ကုန်မယ်အဲ့ဒီလောက်ပဲဒီနောက်မှာပါတဲ့ကာရစီကအဲ ဟိုကားရဲ့တန့်ထဲမှာပါတယ်ရေရပတ်လို့ရတာဗျအဲ့တော့သူ့ကိုနောက်ကဘောက်စားကနေရေလိုက်ထောက်ပေးမှာ तू ကတောက်လျှောက်ဝမ်းကားပုံစံမျိုးနဲ့ဒီမီးလောင်မြေမှာခေါင်းတူးနိုင်ပါဘောနော်အဲ့ဒါကျွန်တော်သိတဲ့လောက်ပဲကျွန်တော်အမြင်ပြောပြတာပါခင်ဗျာနိုင်ငံသွားပြီးတော့ဘဒူကမီးတက်ထဲဝင်มาလေမှန်ပါရဲ့နိုင်ငံသွားတဲ့ကပတ်စံစာကျင်လို့တွားကြတဲ့လူတွေလည်းရှိရအောင်ဟုတ်တယ်ခင်ဗျဒါပေမဲ့အကိုတို့နဲ့အတူတူကအဲအရင်ကဒီမှာမီးတက်มา တာဝန်ထမ်းဆောင်မှုတဲ့အဲတပ်ဖွဲ့ဝင်တွေရှိတယ်သူတို့ဆိုလည်းနိုင်ငံခြားကိုသွားကြတယ်အာအမေရိကကိုသွားတယ်လူရှိတယ်ဂျပန်မှာလူရှိတယ်ထိုင်းမှာလူရှိတယ်အဲသူတို့တွေလည်းနိုင်ငံခြားကိုသွားတယ်ဒါပေမဲ့မီဒီယာကပိုးဝါရှိတယ်ပေါ့လေအမေရိကကောင်ဆိုရင်ငါတို့ဒီမှာညဘက်မီးလောင်ဆိုသူကအဲအဲ့ရနိုးနေပြီပေါ့နော်မီးလောင်ဆိုငါတို့ Messenger group တွေထဲမှာ level ဘယ်လောက်ခေါ်နေပြီဘာညာဆိုသူ့မှာဟိုကနေမယိုးမယွဖြစ်နေအလုပ်တော့မသွားနိုင် ဗျာမယိုးမယားဖြစ်ဒါပေမဲ့သူတို့နိုင်ငံသူတို့ရောက်နေတဲ့နေရာမှာကျတော့အဲ့ဒီအလုပ်တွေကအဲအဲ့နိုင်ငံသားတွေအနေနဲ့ foreigner တွေအနေနဲ့လုပ်ဖို့လုံးဝအဆင်မပြေဘူးအဲထိုင်းမှာရောက်နေတဲ့ညီလေးဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဒီမှာအရေးပေါ်လိုက်တယ်မိသက်လိုက်တယ်ဘူးသူထိုင်းမှာရောက်နေဒါပေမဲ့သူအဲ့လုပ်တွေလုပ်လို့မရဘူးတချို့ဒီအလုပ်တွေကွာသိလားအဲတချို့အရာနဲ့မတူဘူးဘလို့မတူတာလဲဆိုတော့ထားပါဦးမင်းဒီမှာဂိမ်းဆော့မြန်မာနိုင်ငံမှာနေပြီးဂိမ်းဆော့တယ်ထိုင်းရောက်ရင်ဂိမ်းဆော့လို့ရတယ် ပြီးရင်ငါတို့နောက်စပိန်သမားမိတ်ဆွေတယောက်ရှိတယ်မြန်မာနိုင်ငံမှာလည်းစပိန်စီးတယ်သူထိုင်းကိုရောက်သွားတယ်ထိုင်းမှာလည်းစပိန်စီးတယ်မြန်မာနိုင်ငံမှာပကြီဆွဲတယ်ထိုင်းမှာလည်းပကြီဆွဲလို့ရတယ်မြန်မာနိုင်ငံမှာစပိန်စီးတယ်ကိုရီးယားကိုရောက်သွားတဲ့အကူတယောက်ရှိတယ်သူတင်မောချင်းမှာလောက်တာကိုရီးယားမှာသူစပိန်စီးလို့ရတယ်သိလားအဲတချို့လုတ်တွေကကိုဒီမှာလုတ်ပြီးတော့ဝါသနာပါလို့လုတ်သွားတဲ့လုတ်တွေဟိုမှာလုတ်လို့ရတယ်။ဒါပေမဲ့ဒီလုတ်ကဟိုမှာပြန်ပြီးတော့လုတ်လို့မရဘူး။အဲ့လိုရှိတယ်နော်။ကွာခြားမှုရှိတယ်။ အဲ့ဒါလေးပြောပြပေးတာပါညီလေးအေးဆရာသမားအဲ့ဒါကလေအဖွဲစည်းမှာမဟုတ်ဘူးပြဘယ်လိုပြောမလဲနေရာတိုင်းမှာရှိနိုင်တယ်ပေါ့နော်တိုင်းလောကတည်းဝင်မယ်ဆိုတော့ဘာသာတိုင်းရင်ကျင့်တိုင်းရင်တက်အောင်တင်တိုင်းရင်တက်မှတိုင်းလောကတည်းဝင်အဲ့ဒါဆိုရင်တော့ဘာသာလက်ရည်တူဖိုက်နိုင်တယ်နော်အဲ့ဒီကိစ္စမျိုးတွေကနေရာတိုင်းမှာရှိတယ်ပဲဟိုနိုင်ငံခြားမှာလည်းရှိတယ် နော်အပြည့်အဝပဲလေဒီမိုကရေစီနိုင်ငံတွေမှာလည်းရှိတယ်ကွန်မြူနတီနိုင်ငံတွေမှာလည်းရှိတယ်ဟုတ်လားပြီးဘယင်စနစ်အုပ်ချုပ်တဲ့နိုင်ငံတွေမှာလည်းရှိတယ်ဘယင်စနစ်အုပ်ချုပ်တဲ့နိုင်ငံတွေပိုတော့များကြီးတယ်ကျွန်တော်တို့နိုင်ငံမှာရှိတာဒါကအရှိရက်ကနေထွက်ပြီးတော့နောက်ရက်ကနေဝင်သလိုဖြစ်ရုပ်ဖြစ်စဉ်ကိစ္စတခုပဲနော်အဲ့တော့အရင်ဆန်းဆန်းတင်းတော့ဖြစ်နေကြမလို့ကုမ္ပဏီတွေမှာတော့မရှိဘူးလားဘယ်သူကအာရူယာရူအကြီးဆုံးတခေးမိမလားတခေးလားမန်နေဂျာလား CEO လား HR လားကိုယ့်ရဲ့ဟိုစူပါဗိုက်ဇာလားဒါရဲ့နေရာတိုင်းမှာရှိတယ်ဟုတ်လား ယာရုအစစ်စစ်ရှိလို့ရှိရင်တော့ဒီလိုကိစ္စရည်ဆိုတော့ဖြစ်မှာပဲโอเคโอเคညီလေးအခုမှကတော့အဲ fire fighter လောင်မြင်သွားရင်ဝတ်တဲ့ဟာ suit ကနှစ်ထည်ရှိတယ်အဲနှစ်ထည်ကတစ်ထည်ကဒီဟာကဒါမီးလောင်မြင်သွားရင်ဝတ်တဲ့ fire fighter suit အကိုတို့ကဟွာဟွာဟွာတော့ဗောဒီနိုင်ငံသားချုပ်တီလို့တော့ကြောက်ကုန်းနေပါတော့မပါဘူးဒါဒီရွှေနီချုပ်ကွာဒါမင်္ဂလာလုံးစီးရွှေနီချုပ် ဒါကအပေါ်အင်ဂျီဒါမီးလောင်မင်းသားဝက်တာတခါရပြလိုက်မယ်ဒါကကြတော့လေးကျင်ဆင်းဝက်တဲ့အင်ဂျီအခုတရုတ်ဒီမှာတင်တန်းတွေပါရေစိုးတွေပါလုတ်မယ်ဆိုရင်ဒါကလေးကျင်ဆင်းဝက်တာဒါကလေးကျင်ဆင်းဝက်တဲ့ဖောင်းမီဒါကရှာကဲမီးကအုတ်ထုတ်ဒါက fire fighter ဟမ်မတ်ဟမ်မတ်ဒါလည်းရေးစင်ရှယ်ရှယ်ဖိုင်းထားတဲ့အုတ်ထုတ်ဒါကခပတ်ဒါလက်အိတ်ဒီလက်အိတ်က ်ရှေ့ပြီးသားကအရန်တငယ်ချင်းကပေးထားတာဟိုတနေ့ကဟိုတလောမှာပေးထားတာဒါ mask ဒါကဒီလောက်မြင်ဘူး shoe shoe မဟုတ်ဘူးအောက်ကမိကပေါင်းမိတခါတွဲထားတာအပြည့်မှာတစ်ခုရှိသေးတယ်ဟုတ်ဖူးကြံသေးတယ်အဲဒီမှာဟုတ်ဒီဟုတ်ကအိုးထုတ်အိုးထုတ်မစွတ်ခင်စွတ်ကြရဟုတ်ပေါ့အဲဟုတ်ကြံသေးတယ်နော်ဒါကလေးစင်ပါ တုံးနေဟာပါ thank you ကဲမိတ်ဆွေတို့ဗီဒီယိုတွေကြည့်ပြီးသားပြီဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးလို့ရပါတယ်ခင်ဗျာပြီးတော့ဘယ်ဗီဒီယိုကဘလို့အနေထားရှိတယ်ဆိုတာကိုလည်းမိတ်ဆွေတို့ရဲ့အမြင်ကို comment ရေးသွားလို့ရပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်တို့ဘာတွေသိကျင်လဲဒီမိသက်နဲ့ပတ်သက်ပြီးတော့ဘာတွေသိကျင်လဲဆိုတာကိုမေးပြန်ခဲ့လို့ရပါတယ်ကျွန်တော်သိသလားကိုကျွန်တော်ဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်ဖြေပေးပါမယ်ခင်ဗျာ Ok, alo mi. Bye bye mà.